ရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းရဲ့စမ်းသတ်တဲ့ဒုံးကျည်လက်နက်နဲ့ရုရှားလေဆိပ်တိုက်ခိုက်ခံလိုက်ရပြီးပူတင်ရဲ့အိုက်စကန်နာဒုံးခွင်လုံးစနစ်ပျက်စီးသွားရတယ်လို့သိရပါတယ်။အဲဒီဒုံးကျည်လက်နက်ဟာတေကြတာကတော့အနောက်ဥရောပသို့မဟုတ်အမေရိကန်တို့ကပေးတဲ့ဒုံးကျည်လက်နက်သာဖြစ်မယ်လို့ရုရှားအနာပိုင်းတွေကဆိုပါတယ်။ဆိုလိုက်ရင်ညပိုင်းကရုရှားဘက်မှဒရုန်း၄၈၀နဲ့ ဒုံးကြီး44လုံးနဲ့ယူကရိန်းမြို့တော်ကီဖ်ကိုအပြင်းထန်တိုက်ခိုက်ပြီးနောက်နိုင်ပိုင်းကြာမှာပဲယူကရိန်းဘက်မှရုရှားနိုင်ငံတွေကိုပြန်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်မှုမှာထူးခြားဖြစ်စဉ်ဖြစ်ရုရှားရဲ့ Bryans လေယာဉ်ပွင့်တွင်ကြာရောက်ပေါက်ကွဲတဲ့ဒုံးလက်နက်ဟာလက်နက်ဆက်လက်နက်သစ်ဖြစ်ပါတယ်။ဒီလက်နက်ကိုယူကရိန်းဘက်ကအရင်တော့ကတခါမှမသုံးဘူးလို့ဆိုပါတယ်။အဲဒီပြစ်ခတ်မှုမှာရုရှားရဲ့နက်ဆက်ကို ကရစ်စတောမီလောင်ပေါ်ပဲပြစီခဲ့လို့ဘရိုင်ယန်လေးစိတ်အတွင်းကြောက်ရွံ့တဲ့ဒုံးကြီးဟာပူတင်အားထားရာနျူကလ িয়ার တင်ဆောင်ပစ်ခတ်နိုင်စွမ်းရှိတဲ့အစ်စကန်ဒါဒုံးခွင်စနစ်ကိုပါပြစီသွားစေခဲ့တယ်လို့ရပ်ရှာအစစ်ပတ်ဆိုင်ရာမီဒီယာတွေကတည်ပြုပါတယ်။ဘရိုင်ယန်လေးစိတ်အတွင်းဒုံးနှလုံးကြောက်ပေါက်ပွဲမှုမှာဟိုပွဲပုံတင်လျားအသွင်နဲ့ကောင်းကင်ရဲ့အမြင့်ဆုံးအထိမိကိုလုံးတွေမိတော့တွေ လောင်ကျွမ်းပေါက်ကွဲခဲ့ပြီးတော့စစ်ပွဲကာလယူကရိန်းဘက်မှပထမဆုံးအုံပြတိုက်ခိုက်တဲ့ဒုံးကျည်အစ်စ်ပဲဖြစ်ပါတယ်ဒီဒုံးကျည်ဟာဂျာမန်တို့တာဝဲပြတာရတ်စ်ဒုံးကျည်ဖြစ်နိုင်တယ်လို့ရုရှားတို့ကတော့ပြောပါတယ်ပြည်ခဖို့ကဒေါ်လန်ထရန့်နဲ့ဂျာမန်ဒီပီဂျက်ဖရိုင်းဒစ်တို့ဘဲဥပုံရုံးကမှတွေ့ဆုံပြီး24နှစ်အတွင်းပြစ်ခတ်ခြင်းဖြစ်ပါတယ်ရုရှားဘက်မှဂျာမနီဟာယူကရိန်းကိုပေးထားတဲ့တာရတ်စ်ဒုံးကျည်ကိုပေးပြစ်ခတ်ခြင်းဖြစ်မယ်လို့ဆွဆွဲပြီးတရကဘာစစ်ဖြစ်လာမဲ့ရေဟာဒီလိုဆက်လို့ရင်ပိုပြီးနှီးဆက်လာနိုင်မယ်လို့ဆိုပါတယ် ဂျာမန်ဆိုရသတင်းရင်းမြစ်တွေရာထရန်နဲ့ဖရက်ဒရစ်မာစ်တို့တွေ့ဆုံမှုမှာယူကရိန်းအားတာရက်စ်ဒုံးကြီးတွေပေးမှုသဘောတူပေမဲ့အခုပြစ်ခတ်မှုတော့ခွင့်ပြုတဲ့အစင်မဟုတ်ဘူးလို့ဆိုပါတယ်ယူကရိန်းကသူ့သဘောနဲ့သူပြစ်လိုက်တာလားသို့မဟုတ်ဂျာမနီကခွင့်ပြုလို့ပြစ်လိုက်တာလားဒါဟာအထူးစုံစမ်းရမယ့်ကိစ္စဖြစ်တယ်လို့ Kremlin ကဆိုပါတယ်တာရက်စ်ဒုံးကြီးဟာတလုံးကိုတန်ကြီးပေါင်း၈သိန်းလောက်တန်ကြီးရှိပါလေ။တနအီကိုမိုင်း600အလှင်နဲ့တွားနိုင်ပြီး ပြစ်မှတ်ကို GPS ကနေကွက်တီပြစ်ခတ်နိုင်စွမ်းရှိသလိုလေကြောင်းရဲ့ကောက်ွယ်စနစ်တွေကိုလည်းကြောဖြတ်နိုင်ပါလိမ့်။ဂျာမန်တို့ရဲ့အမခန်းလက်နက်တမျိုးပါ။မေလာကုန်ပိုင်းက Friendly Master ယူကရိန်းအားဂျာမနီပြင်သစ်ပြည်တိန်နဲ့အမေရိကန်တို့ပေးထားတဲ့မဟာဗျူဟာမြောက်တာဝေးပြည်တုံးကြီးတွေရုရှားတွင်းပိုင်းနဲ့အထိအတားအဆီးမရှိပြစ်ခတ်ခွင့်ပြုလိုက်ကြောင်းတည်မှုပြောဆိုရာရုရှားနဲ့နောက်မဟာမိတ်အင်အားစုတွေကြားအခုပြစ်စင်တဲ့ပတ်သက်ပြီးတင်းမာမှုတွေအထူးမြင့်တက်ခဲ့တယ်လို့သိရပါဗျ။ ဂျာမနီကိုဘယ်လိုပဲပေါ်ပြန်ပြီးတော့အရေးယူဆောင်ရွက်မလဲဆိုတာကိုရုရှားဘက်ကတော့ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။တမရပူတင်ရဲ့သဘောထားပေါ်ပဲအဓိကမူတည်တယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းမို့ပြောချင်ပါတယ်။ American Law and Justice မှာတရားမဝင်နေထိုင်တဲ့ထောက်ထားမဲ့တွေကိုတမရကဖမ်းဆီးခံရနေပြီးတော့အတီးကုံးတွေဖြစ်ပွားနေပြီးတမရထရန်ကမျိုးသားအဆောင်တက်တွေဆေးလွတ်လိုက်ပြီးပဲဖြစ်ပါတယ်။ American မှာတော့ပွဲကျန်းနေပြီဖြစ်ပါတယ်။ မေဂန်နိုင်ငံနောက်ပိုင်းလောင်းအန်ဂျလစ်မှာထောက်ထားမဲ့ရွှေပြောင်းနေထိုင်သူတွေဖမ်းဆီးမှုနဲ့ကြီးကြေလုံနေပြီးဆန်နော့ပြသူတွေနဲ့လူမှုကြီးကြေရေးတာဝန်ရှိသူတွေကြားထိတ်တဲပြိပကဖြစ်နေပါတယ်။မေဂန်လူမှုကြီးကြေရေးနဲ့အကောက်ခွန်ဌာန ICE တာဝန်ရှိသူတွေဟာရွှေပြောင်းနေထိုင်သူတွေစုဝေးရာအထက်ကိုတောင်တစ်ခုပါဝင်မြို့နယ်အများပြားမှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ဆန်နော့ပြသူတွေဟာတာဝန်ရှိသူတွေကိုခဲရီနဲ့ပြစ်ပေါက်ခဲ့တာကြောင့်ရဲတပ်ဖွဲ့ကလည်းမျက်ယူပုံနဲ့တုံးပြီးဖြိုခွဲပါတယ်။ နေ့ကလည်းရဲတဖွဲ့နဲ့ဆန္ဒပြသူကြပြိပခါတွေဆက်ဖြစ်ပါတယ်ဒီအချိန်မှာအမေရိကန်သမ္မတထရန့်ကမငြိမ်မသက်မှုကိုကာကွယ်မဲ့ဖြည့်ရှင်းမှုအမျိုးသားအဆောင်တက်2000ကျော်ဖြန့်ကျက်ဖို့အမိန့်ထုတ်လိုက်ပါတယ်ဘရကန်ဆိုးရဟာတရားမဝင်ရွှေပြောင်းနေထိုင်သူတွေကိုတနေ့အယောက်3000လုံးဖမ်းဆီးဖို့ညွှန်ကြားထားတယ်လို့အဆိုးရထိုက်တန်တာဝန်ရှိသူတွေကဆိုပါတယ်ကယ်ဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့မြို့တော်ပေါ်အနေနဲ့ဒီကိစ္စကိုမကင်တွင်နိုင်ရင်ဖက်ဒရယ်အစိုးရကပြည်လည်အောင်ဖြည့်ရှင်းပေးမယ်လို့သမ္မတထရန့်ကပြောထားပါတယ် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဒီမိုကရက်အမတ်ဂဗနီစံကတော့ပြင်းပြင်းထန်ထန်ဝေဖန်နေပါတယ်။ပြီးခဲ့တဲ့ရက်သပတ်တွင်လော့အန်ဂျယ်လစ်မှာထောက်ထားမဲ့တွေကိုဖမ်းဆီးမှုစစ်ဆင်ရမှာတရားမဝင်နေထန်သူ118ယောက်ဖမ်းဆီးခဲ့ပြီးသူတို့ထဲမှာမူရစေဝါရောင်းဝယ်ဖောက်ကားသူတွေနဲ့ရာဇဝတ်ဂိုင်းတွေပါဝင်တယ်လို့အမိမြေလုံချိုးရေးတာဝန်ရှိသူတွေကပြောပါတယ်။ဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းနိုင်ငံအများအပြားပြည်ဝင် ရက်ဆိုင်နဲ့အမိတ်လက်မှတ်ထိုးခဲ့ပြီးတော့ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။ဒီမငြိမ်မသက်မှုတွေဟာဇွန်လ6ရက်နေ့ကလေးကစတင်ကြတာဖြစ်ပြီးပရာမော့ဒေသမှာအာနာပါနီကလူစုခွဲဖို့မြေယူဘုံတွေနံပါတ်ထုတ်တွေကိုအသုံးပြုခဲ့ပါတယ်။ပရာမောက်ဒေသမှာဆန္ဒထုတ်ဖော်သူတွေနဲ့အာဏာပိုင်တွေဟာလက်ရှိချိန်ထိထိတိုက်တွေ့နေဆဲဖြစ်ပါလိမ့်။မြေယူပိုးတွေနဲ့ပြစ်ခတ်ဖြိုခွဲနေတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြနေပါလိမ့်။မသိရင်စစ်ဖြစ်နေတယ်လို့ပဲလို့လေးလာဆောင်ကြည့်သူတွေကပြောပါလိမ့်။ ဆိုင်နေအားလုံးနဲ့ပိတ်သွားဖို့ရပါတယ်။တမနာခံကတော့ထောင်ပေါင်းများစွာတပ်ဖွဲ့ဝင်တွေချထားပြီးဒီတက်ဖြန့်ချထားမှုကိုတိုက်တက်တန်းပုံမှန်1 2 4 3 6ကိုအသုံးပြုဆောင်ရွက်ခဲ့တာဖြစ်ပြီးတာဟာဖက်ဒရယ်ဆိုရအနေနဲ့ပြည်내အမျိုးသားအဆောင်တက်ကိုတိုက်ရိုက်အမိန့်ပေးတဲ့ဥပဒေပါ။ဒါပေမဲ့ဒီလိုဆောင်မှုဟာပြည်내အုပ်ချုပ်ရေးမှုရဲ့သဘောမတူညီချက်မပါဘဲဆောင်ရွက်တာဖြစ်လို့အငင်းပွားပွဲလည်းဖြစ်နေပါလေ။ခန့်ကဒါကိုလှုပ်ဆောင်ပြီးတော့ကြော်လွန်နေတာပဲဖြစ်ပါလေ။ချို့တဲ့နေ့မှာတော့ခန့်ဆွေဘက်က instruction at ကိုအသုံးပြုဖို့စဉ်းစားနေပြီမဲ့လက်ရှိမှာတော့ဒီဥပဒေကိုအသုံးပြုပဲတိုက်တဲ့တန်းကိုသာအဓိကထားအသုံးပြုခဲ့တယ်လို့ဆိုပါတယ်ဒီဖြစ်ဒီတစားတစားပြန့်ကျက်လာတဲ့ကနဝုစဟာ2025ဆုံး9ရက်နေ့လော့ဂျယ်လီမှာဖြစ်ခဲ့တဲ့လူမှုကြီးကြပ်ရေးဆိုင်ရာဆန္ဒပြပွဲတွေကတော့အစားပြုခဲ့တာပဲဖြစ်ပါတယ်လူတော်ရအဆောင်နဲ့ကာမီရှူတာတွေရတဲ့ဖွဲပေါ်အကြံဖက်တက်ခဲ့တာတွေမီလောက်ပုံပောက်တာတွေလည်းဖြစ်နေတယ်လို့သိရပါတယ် မဂျယ်လစ်ဆိုတော်ဝန်ကတော့ဒီအကြမ်းဖက်တိုက်ခိုက်မှုကိုလောကလက်ခံနိုင်ကြမရှိဘူးလို့ပြောခဲ့ပြီးဒီလောက်ရက်အတွက်ကျူးလွန်သူတွေတာဝန်ခံစီမယ်လို့တတိပေးထားပါတယ်။ထောက်ကိုထောက်ခံတဲ့မဲဆန္ဒရှင်ပြည်သူတွေကတော့ထပ်တက်ပြီးတော့မကြောက်ဘူးပါပဲအဲ့ဒီလိုဒီကိစ္စတွေပြန်ပေါ်လာတဲ့အတွက်စိတ်ပြတ်နေကြတယ်ဆိုပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်။ကိုလံဘီယာနိုင်ငံမှာသမရရေကောက်ပွဲဝင်ဖို့အတွက်ပြင်ဆင်နေသူသမရလောင်းတို့ဥကောင်းကိုတနက်နေ့အပြစ်ခံလိုက်ရပါတယ်။အခြေအနေကတော့အထူးစိုးရိမ်ပွဲဖြစ်နေပါတယ်။ ကိုလံဘီယာမှာတမရလောင်းဖြစ်ရွေးကောက်ပွဲမျိုးစီစဉ်နေသူဟာမဲဆွဲစီယုံနေချိန်ခေါင်းကိုတနက်ကြီးစက်ထိမှန်ခဲ့တာဖြစ်ပါလေမြို့တော်ဘူဂိုရာကဥယျာဉ်တစ်ခုထဲမှာသူဟာအရေးအတွက်တုံ့များတဲ့လူစုလူဝေးနဲ့တွေ့ဆုံရင်းစီယုံရင်းစင်နေတဲ့ချိန်သူအတိုက်ခိုက်ခံရလို့ရဲတွေကပြောပါလေတနက်ကြီးစက်၃ချက်ထိမှန်ပြီး၂ချက်ကဥကောင်းမှာဖြစ်ပါလေအသေးပြည့်တဲ့သဘောပါသူ့ကိုပြစ်ခတ်သူဟာ အသက်15နှစ်သာရှိသေးတဲ့ဆယ်ကျော်သက်လူငယ်ဖြစ်ပြီးအခင်းဖြစ်တဲ့နေရာမှာနေဖမ်းမိပါတယ်။တမနာနောင်ကဆေးဦးမှာအသေးအတန်အသက်လူကုသမှုခံယူနေရဆဲဖြစ်ပြီးတမနာနောင်ရဲ့ဇနီးမာရီယာကလော်ဒီယာကတော့သူ့အသက်ရှင်ရေးဝိုင်းဆူတောင်းပေးဖို့တနိုင်ငံလုံးကိုမြေတားရက်ခံခဲ့ပါတယ်။သူခင်ဖွန်အခုခါအသက်လူယုံကန်နေရကြောင်းသူ့ကိုကုသပေးတဲ့ဆရာဝန်တွေရဲ့ကျွမ်းကျင်တဲ့လက်တွေကိုဖျားသခင်ကစောင်းမကူညီပေးဖို့ဆူတောင်းကြောင်းဆိုပါတယ်။ဒါအပြင် ဲ့ဒီအပြစ်ခံရတဲ့တမတော်လောင်းကိုကိုစားပြုတဲ့ Central Democratic Party ကအခုတိုက်ခတ်မှုကိုပြင်းပြင်းထန်ထန်ရှုတ်ချပြီးနိုင်ငံရေးကောင်စားတို့တက်ကိုလှုပ်ကြံရုံသာ မကဘဲကိုလံဘီယာဒီမိုကရေစီနဲ့လူလက်ရေးကိုရံပြုတ်မှုလို့ထုတ်ပြန်ပါတယ်လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဖုံးဗီဒီယိုထဲမှာသူမိန်ကိုပြောနေတဲ့အချိန်ခေါင်းကိုတနက်မှန်သွားပြီးလူတွေကအလန်တကြားထွက်ပြေးကုန်ပါတယ် တမန်တော်ရူရိုက်ဟာဥကောင်းနဲ့ဒူကောင်းတွေမှာကြီးစံနေထိမှန်ခဲ့တယ်လို့အရင်ပေါ်တွားရောက်ကူညီတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ကိုလံမြတမန်တော်ဂိုစတာဘိုပီထိုကတိတက်ခိုက်မှုဟာလူပုဂ္ဂိုလ်တူဦးတည်းကသာမကပဲနိုင်ငံရဲ့ဒီမိုကရေစီကိုပါ ထိပါခြင်းဖြစ်လို့နောက်ကွယ်မှာဘသူတွေရှိလဲဆိုတာဖော်ထုတ်သွားမှာဖြစ်ပြီးပြည်ထောင်နဲ့ရှုတ်ချကြအောင်ဆိုပါတယ်။အလားတူအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုကလည်းဒီတက်ခိုက်မှုကိုရှုတ်ချကြအောင်ပြောပါတယ်။ တမန်တော်လောင်းလူတိုင်းဟာလာမယ့်နှစ်အောက်တိုဘာမှာကျင်းပမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့ရည်ရွယ်ချက်ကိုကြေညာထားပြီးဖြစ်ပါတယ်။သူဟာကိုလံဘီယာရဲ့ထင်ရှားတဲ့နိုင်ငံရေးမိသားစုကနေဆင်းသက်လာသူပါ။သူဖခင်ဟာစီးပွားရေးလုပ်ငန်းရှင်တမကခေါင်းဆောင်ပါမိခင်ကတော့ Pablo Escobar ဦးဆောင်တဲ့မက်ဒလိန်းမူရင်မှောက်ခိုကိုင်းကပြန်ပေးဆွေးမှုကိုခံခဲ့ရဘူးတဲ့သတင်းထောက်ဒိုင်ယာနာတာပေးဖြစ်ပါတယ်။လုံကျွင်းတစ်ခွက်တွေကကယ်ဆယ်ဖို့စူးစမ်းခဲ့တဲ့မရှင်တွေမှာဒိုင်ယာနာတာဘေးကတည်ဆုံသွားခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ရွေးကောက်ပွဲကျင်းပမယ့်ကာလကိုဘင်္ဂလားဒေ့ရှ်ကကြေညာလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ရွေးကောက်ပွဲကျင်းပမယ့်ကာလကိုဘင်္ဂလားဒေ့ရှ်ရာယီဆိုယာခေါဆောင်မိုဟာမက်ယူနက်စ်ကထုတ်ပြန်ကြေညာလိုက်ပါတယ်။၂024ဩဂုတ်လမှာလူမှုအုံကြောင်းမှုကြောင့်ဝန်ကြီးချုပ်ရှိတ်ဟာစီနာပြုတ်ကျသွားခြင်းကလေးကနိုင်ငံကိုဦးဆောင်နေတဲ့မိုဟာမက်ယူနက်စ်ရဲ့ရာယီဆိုယာဟာရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတတ်တမမတ်ကြေညာပေးဖို့အတိုက်ခံနိုင်ငံရေးအင်အားစုတွေရောစစ်တပ်ကရောဖိအားပေးဖို့ခံခဲ့ရပါတယ်။ မိုဟာမက်ယူနက်စ်ဟာထိရောက်တဲ့ပြုပြင်ပြောင်းလဲရေးအစီအမံတွေရုံလုံးပေါ်မလာခင်ရွေးကောက်ပွဲကိုအစောတင်လင်ကျင်းပတာကောင်းမွန်တဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ဇွန်လ6ရက်နေ့မှာတော့သူ့အဆိုရဟာရွေးကောက်ပွဲကျင်းပမယ့်ရာထားကာလတီးပြုထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။2026အေပီလမှာနိုင်ငံထွန်းထွန်းရွေးကောက်ပွဲတွေကျင်းပပေးမယ်လို့မိုဟာမက်ယူနက်စ်ကပြောပါတယ်။ဒါဟာအရင်က6လပဲလို့ပြောတာလည်း2လတိုးပေးလိုက်တာပဲဖြစ်ပါတယ်။ လက်ရှိကောင်ထယ်ပေါ်နေတဲ့ပြုပြင်ပြောင်းလဲအစီအမံတွေပြန်သုံးသပ်ပြီးတဲ့နောက်လာမယ့်ရွေးကောက်ပွဲကို2026 AB မှာကျင်းပမယ်လို့လူမှုကိုတည်ပေးကြောင်းမိုဟာမက်ယူနက်စကာဆိုပါတယ်လူဦးရေ183ပန်းရှိတဲ့နိုင်ငံမှာရွေးကောက်ပွဲမဲပေးမှုဆိုင်ရာလမ်းပြမီပုံနဲ့တခြားလိုအပ်တဲ့လမ်းညွှန်ချက်တွေကိုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သွားမယ်လို့မိုဟာမက်ယူနက်စကာပြောပါတယ် BMW ဦးဆောင်တဲ့တိုက်ခန်းတွေကတော့ရွေးကောက်ပွဲကိုဒီထက်အချိန်စောကျင်းသွားတင်တယ်လို့ပြောပြီးအခုနှစ်ဒီဇင်ဘာမကုန်ခင်ရွေးကောက်ပွဲတွေမကျင်းပနိုင်ရင်ယာယီဆိုးရဟာလူလူရဲ့ဒေါသနဲ့ရင်ဆိုင်ရနိုင်မယ်လို့ချင်းချောက်ပြောနေပါတယ်။ BMW ပါတီခေါင်းဆောင်ဝန်ကြီးချုပ်ဟောင်းခါလီဒါဇီယာဟာအဂတိဆွဆွေးမှုတွေနဲ့ရင်ဆိုင်ရဖို့ပြင်မဲ့2008မှာဂွင်းလုံးကျွတ်လွတ်မြောက်ခဲ့တာကြောင့်ရွေးကောက်ပွဲပြောင်းဝင်ခွင့်ရှိပြီးအနိုင်ရဖို့လည်းရေပန်းစားနေပါတယ်။ ဟာမေယူနက်စီယာ၏ဆိုရဟာဟာစီနာဦးဆောင်ခဲ့တဲ့အဝါမီလက်ဖွဲ့ချုပ်ပါတီကိုတော့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအောက်ကနေနိုင်ငံရေးမှာပေါဝင်ပတ်သက်ခွင့်အလုံးတားဆီးပေးပင်ထားပါလိမ့်။ပြီးခဲ့တဲ့လပိုင်းကမိုဟာမက်ယူနက်စ်ကိုဝင်းဂလာရီစစ်တပ်ကအကြီးကဲဗိုလ်ချုပ်ကြီးကလာရောက်တွေ့ဆုံခဲ့ပြီးရွေးကောက်ပွဲကိုအမြဲဆုံးကျင်းပပေးဖို့တပ်ကအလိုရှိတယ်လို့လာပြောခဲ့ပါလိမ့်။အထူးသဖြင့်ဒီ2025ဒီဇင်ဘာလောက်မှာကျင်းပစေချင်ပါလိမ့်။မိုဟာမက်ယူနက်စ်ကတော့ဂျာကာလာ အဘီလာလိုသတ်မှတ်ထားပါတယ်။ဒါဟာတက်ရရောပြန်မဲ့နိုင်ငံရေးပါတီတွေကပါခံမှန်းထားတာထက်၄လလောက်ကြာနေပါတယ်။သူတို့ဘက်ကဘလို့တုံ့ပြန်မလဲဆိုတော့မသိရသေးပါဘူး။ဘင်္ဂလားဒေ့ကိုကာလာရှေချာအုပ်ချုပ်ခဲ့တဲ့ရှေ့ဟာစင်နာဟာနိုင်ငံစီးပွားတိုးတက်မှုကိုစောင့်ကြည့်ပေးနိုင်တဲ့အတွက်ချီးကျူးခံရပေမဲ့အတိုင်းအတိုက်ခံတွေကိုဖမ်းဆီးတာဖိနှိပ်တာလူအခွင့်အရေးချိုးဖောက်မှုတွေအတွက်အတော်လေးနာမည်ပြတ်ခဲ့ပြီးလက်ရှိမှာတော့အိန္ဒိယမှာခိုလုံနေရပါတယ်။